ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆရာဟန်ဆိုင်စေမန်ရေးသားထားတဲ့တတိယလူဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နောက်တော့ဆင်အားပေးကြပါဦးခင်ဗျာ။အခုတော့ဆရာလေးကိုနိုင်စေကန်းဖွင့်နေတဲ့ရွာလေးမှာတတိယလူဆိုတဲ့စကားရေပန်းအစားဆုံးဖြစ်နေတယ်။ရွာထဲကလူတိုင်းလူတိုင်းရဲ့ပါဇက်ဖြားမှာ တတရလူတတရလူနဲ့တူတူတိတိစိတ်ဝင်စားစွာ ပြောဆိုနေကြပါမယ်။သူတို့အရင်ထဲမှာတော့ကြောက်ဟွန်ခြင်းတွေကိန်းအောင်နေကြတယ်။တတရလူဟာဘသူလဲလို့ရေရာရာမသိကြသေးပါမယ်။အဲ့ဒီတတရလူကြောင့်ဘိန်းတော်ဆရာဦးတောင်းပယောဂဆရာဦးပုနဲ့နဂရောရဲရဲတို့ဟာပွားပေါက်တိုးနေကြတယ်။သူတို့တော့အပြင်ပွားပေါက်တိုးနေတာရွာထဲဟာခွေးလီခွေးလင်းနေပဲ။ ရွာပြင်တောဆက်ကိုလာချတာလေကြက်စာခေါ်စာတွေစုပုံနေရများခွေးတွေတော့စားလို့မနိုင်တော့ဘူးဆရာလေးကိုနိုင်ကတင်ပေါ်လှဲတော့ရင်အိမ်မရသေးရနဲ့အတွေးနယ်ချက်နေမိတယ်ဆရာဝန်ပွဲရပြီးအစိုးရလုံးမဝင်ဖြစ်တာနဲ့သူ့အဖိုးရှိတဲ့ဒီရွာလေးမှာဆေးကန်းလာဖွင့်နေတာ6လပြည့်တော့မယ်ရွာလေးကမျိုးပြနဲ့အလံဝေးတဲ့ပြင်ပြည့်စင်မိရမရပြန်ဘူး ရွာထဲမှာပညာတတ်ဆိုတာလေရှားမှရှားဒေးတန်းအောင်ကိတ်ဆုံးနေကြီးပဲရွာထဲကလူများစုဟာမနက်လင်းလာနဲ့တော်တဲစွာတောင်ရလုပ်ငန်းလုပ်ကြတယ်မိုးချိုခန်းဒီမှာ ရွာကိုပြန်လာကြတယ်ရွာသူရွာသားတွေရိုးအားလိုက်တာလေလွန်ပါဟော ရိုးသားချင်းကကောင်းဖင်ပဲအားတာကတော့မကောင်းဘူးလို့ဆရာလေးကိုနိုင် တွေးမိတယ်ရွာသူရွာသားတွေရဲ့ရှေးရိုးဆန်တဲ့ကျမ်းမာရေးအယူအဆတွေ ျမ်းမာရေးဘဝတုဒ္ဒနဲပါပုံနေကြောင်းဆရာလေးကိုနိုင် စိတ်တော်ကရောက်လာတာအချိန်ချင်းတုံခဲ့တဲ့၃ရက်ကမှဆုံးသွားတယ်ဖွားခင်စိန်ကြောင်းခေါင်းထဲရောက်လာတော့ဆရာလေးကိုနိုင် စိတ်မကောင်းဖြစ်မိတယ်အော်မတည်သေးတဲ့လူတစ်ယောက်တော့ဆုံးသွားပြန်ပြီ။ဆရာလေးကိုနိုင်ခေါင်းခါရမ်းရင် သူ့အမြင်အာရုံနဲ့ဖွားခင်စိန်စေကန်းလာပြတဲ့နေ့အားပုံရိပ်တွေထင်ဟပ်လာတယ်။ ဖွားခင်စဉ်ရင်ဘကြီးအားနှဲသမားပါဇက်လို ပိန်လိုက်ဖောင်းလိုက်ဖြစ်ပြီးချောင်းကလည်းအဆက်မပြတ်ဆိုးနေတယ်။ဖွားခင်စဉ်တစ်ခုလုံးမိုးအစ်ပြီး ရောင်ရမ်းနေတယ်။သွေးပေါင်ကလည်းအဆမတန်ထိုးတက်နေတယ်။ဖွားခင်စဉ်ကို လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်တယ်။ဥမောင်ရဲ့အဖွားကဒီလောက်ဖြစ်နေတာကိုအခုမှလာပြရသလားဗျာမဟုတ်ဘူးဆရာအမေကိုဆရာဦးတောင်းနဲ့ပြပေးပြီ မတက်တာလို့ဆရာအုပ်ဘုနဲ့လည်းထပ်ပြပြီးချက်လဲကြွေးရတယ်။ဦးတောင်းဆိုတာဒီရွာရဲ့ဘိန်းတော်ဆရာအုပ်ဘုကပယောကဆရာဆရာလေးကိုနိုင်ဒီရွာကိုဆေးကန်းလာဖွင့်တာမကျေနပ်ကြတဲ့လူနှုတ်ဘောဒီရွာမှာလူတယောက်နေမကောင်းတာနဲ့ချက်ဖန်းစားရဲဆိုပြီးချက်ကြွေးကြတာထုံးစံဖြစ်နေပြီချက်ကြွေးရဲဆိုတာ90သားလောက်ချက်ဖို့အမနှကောင်ကိုတက် ခြေသေးနဲ့အတွင်းရကလီစာတွေကိုတက်တက်ဖယ်ပြီးအသားကိုချက်ရတယ်။ချက်တဲ့ကနနင်းမုံနဲ့ငရုတ်သီးမထက်ရဘူး။ချက်ကျွေးဖို့ချက်မဲ့ဆန်လေးလုံးကိုဘန်းထဲထဲဘန်းကိုလူနာပေါ်မှာဝေ့ဝဲပြီးမောင်ဘသူမတ်ပေဝါဘာမှမပူနဲ့ချက်ကျွေးပြီးရင်မင်းနေကောင်းသွားမှာတေးကြတယ်လို့ပြောရတယ်။ထမင်းနဲ့ချက်သားရင်းကိုချက်ပြုတ်ပြီးမုံမတက်ခင် တော်တယ်သွားကျွေးရတယ်။ ကြက်ကျွေးမဲ့တောထဲမှာမြေနေရရှာပြီးချင်းကို ကိုချင်းတူအလဲချင်းထဲမှာလူနာရဲ့ခြေသေးလက်သေးသပင်းနေတဲ့တူကြက်ဒီခြေသေးအတွင်းကလီစာတွေကိုထည့်ရတယ်။ထမင်းနဲ့ကြက်သားဟင်းတွေကိုကြံရှစ်ချင်းနဲ့ထည့်ရတယ်။ကြေးဖလားကိုတီးပြီးအေးဘူဇာနီအေးဘူဇာနီလို့ဩပြီးကြက်တွေကို ဖိတ်မှန်တကားပြူရတယ်။ကြက်ကျွေးပြီးပြန်လာတဲ့အခါလူနာအိမ်ဝကမြေကြီးမှာ တုံးနဲ့တချောင်းချစ်ပြီးကျွပီလာလွတ်ပီလာလို့អော်မေးရတယ်။လ ুনা ရှင်ဟာကျွပီလွတ်ပီလို့ပြန်អော်ရတယ်။လ ুনা រីယောဂါပျောက်တာမပျောက်တာအသာထား။ပယောဂဆရာဦးတောင်းကတော့သူ့စီလာပြတဲ့လ ুনা တိုင်းကိုကြက်ကျွေးခိုင်းတယ်။ကြွေကြွေးကိုတေခဲ့ရတဲ့ကြက်တွေဟာဒီရွာမှာမရေတွက်နိုင်တော့ဘူး။တမန်အေးအေးမီတုတ်ခွေးဖျားနာတာကဆေးကုကုမကုကုအချိန်တန်ရင်သူ့လိုလိုတက်သာသွားတာကို ရွာသူရွာသားတွေအားချက်ကျွေးလို့တက်တာတယ်ပဲထင်နေကြတာဆရာလေးကိုနိုင်ဖန်ပန်လေးကိုဖြတ်ပိုက်သေးဆေးဆိုရင်ခက်တာပဲဗျာအဖွားခုဖြစ်နေတာနှလုံးအမောဖောက်တာဗျာယောဂါဆိုတာဆေးနဲ့တည်းမှာတက်ကျွမ်းတဲ့လူနဲ့ကုမှပြောက်တယ်ချက်ကျွေးရောမန်းမို့ရောနဲ့မပြောက်ဘူးအဖွားစုပ်ထဲမှာရေရရှမ်းနေပြီဆရာလေးကိုနိုင်ကဖွားခစဉ်ယောဂါကြောင့်ဥမောင်ကိုရှင်းပြနေပြီမယ်ဥမောင်မျိုးဝန်းတွေကအရက်ခိုးတွေနဲ့ရီဝေနေပြီး ပန်ဝဲကျင်နဲ့အဆက်အသွယ်ပြတ်နေပုံရတယ်။ဟေးလူကျွန်တော်ပြောနေတာကြားလား။ဖွားခင်စင်ကိုဆေးရုံတင်มาရမယ်။အသက်အန္တရာယ်ရှိတယ်။အခုကျွန်တော်ထိုးပေးတဲ့ဆေးကခဏပဲတက်တာမှာ။ဆရာလေးကိုနေကဒေါသဆန်နဲ့អော်ပြောမှာဥမောင်ကဟုတ်ဆရာကျွန်တော်အမနှစ်ယောက်နဲ့တိုင်ပင်လိုက်ပါမယ်။ဈေးကပြန်ပြီး၃ရက်နေတော့ဖွားခင်စင်ဆုံးတယ်။ဥမောင်ကသူ့အမေကိုဆေးရုံတင်ဖို့ အိုးခွဲနေတဲ့သူ့အမနှစ်ယောက်ကိုတိုင်မြင်မြင်နဲ့နှစ်ယောက်စလုံးကငွေကုန်မှာကြောက်ပြီးတုတ်တုတ်ကိုမလှုပ်ဘူးဒါနဲ့ပဲဦးမောင်ကသူ့မေကိုဥပုနဲ့ထပ်ပြတယ်ဥပုကစက်စားတာမဟုတ်ရင်ရွာသူနှောက်ရှက်ဆုံးပြူစားတာဆိုပြီးရွာသူချခိုင်းတယ်မခုံးမတွေကိုဆက်လောင်းမုန်းနဲ့ထက်ဆက်လောင်းမုန်းကိုဘန်းရဲ့အလယ်မှာထားပြီးငိုးချိုးစားချိန်မှာအိမ်ရဲ့အနောက်ဘက်ကိုချခိုင်းတယ်ဘန်းချပြီးခဏနေလို့ခွေးတကောင်လာစားရင် ဒုနာကိုရွာသူဟာပြုစားရတာပဲလို့ဥပုကပြောတာတာပဲငခုံးမတွေကို ခွေးလာစရင်ဒုနာယောဂတတ်တာလိမ့်မယ်လို့တရွာလုံးကလူတွေကလည်းယုံကြည်ကြရဲ့လေဖွားခစဉ်အတွက်ရွာသူချတော့လေငခုံးမတွေကို ခွေးကလာစားတာပဲဒါပေမဲ့ဖွားခစဉ်ကတော့အမောဖောက်ပြီးဆုံးသွားခဲ့ဖွားခစဉ်အလောင်းမြေမှာမကြသေးဘူးဦးမောင်နဲ့သူ့မနှစ်ယောက်အိမ်နဲ့ဝိုင်းကို အမွေလူရင် ရံဖြစ်ကြတာပွက်ပွက်ညံသွားတာပဲဟိုးဆရာလေးကိုနိုင်တက်ပြင်းရှည်ချရင် သူ့နှဖိုးကချွေးတွေကိုလက်နဲ့တက်ချတယ်ဒီရွာရဲ့အစွဲတွေဘယ်လိုလုပ်ရမလဲကွာငါတယောက်တည်းနဲ့ဒီအစွဲတွေကိုဖယ်ရှားပေးနိုင်ပါမလားဆရာလေးကိုနိုင်အားပြောတဲ့လေတံနဲ့တယောက်တည်းညင်းညူနေမိတယ်သူဒီရွာကိုရောက်တဲ့6လတွင်သူ့စီလာပြတဲ့လူနာနဲ့မိသားစုဝင်တွေကို ယောဂါဆိုတာတက်ကြွတဲ့ဆရာနဲ့သာကုသတဲ့ညောင်းကျမ်းမာရေးအသိပညာဗဟုသုတတွေဟောခဲ့ကျမ်းမာရေးလက်ကမ်းစာဆောင်တွေအခမဲ့ဖြန့်ဝေခဲ့ပေမဲ့လူနည်းစုသာလက်ခံခဲ့ကြတယ်လူများစုကတော့ ဖြားနာရနဲ့ကြက်ကျွေးစေနတ်တင်ပြီးဆူတောင်းမြဲခေါ်ပြစ်နေကြမြဲပဲမတက်တာပဲနောက်ဆုံးအချိန်တွေမှာသူ့စေကန်းစီပြေးလာကြတယ်ရင်ထဲပူလောင်လာလို့ရေတစ်ခွက်ထထောက်ရင် ဆရာလေးကိုယ်တိုင်တက်ပြင်းနေတာချနေမိတယ်။ဘွားခင်စိန်ဆုံးပြီးနောက်နှစ်ရက်နေတော့ရွာရှိပိုင်းမှာနေတဲ့ဦးထွန်းဆုံးနဲ့အိရာဘောအိပျော်နေရင် အသက်ထွက်သွားတာ။ဦးထွန်းဆုံးမှာသူ့သမီးတွေကဆရာလေးကိုယ်တိုင်ကိုလာပင့်ကြတယ်။ဆရာလေးကိုယ်တိုင်ဦးထွန်းတို့အိမ်ရောက်သွားတဲ့ချိန်ကမနက်၈နာရီထိုးပြီးဦးထွန်းခန္ဓာကအေးဆက်နေပြီးသူတို့ဖေကတရားသမားမို့ ဘာဝေဒနာမှမခံစားရပဲတည်တည်ငြိမ်ငြိမ်လေးဆုံးသွားတာလို့ဥထွန်းရဲ့တမီးတွေကပြောကြတယ်ဥထွန်းရဲ့ချွေးစေးတွေစီးကြနေရမျက်နှာကိုဆရာလေးကိုနိုင်မတင်ကားနဲ့သွေးဖောက်စစ်ကြည့်တော့သွေးထဲမှာတကြားတက်ကမရှိသလောက်ပဲအကြောင်းဆုံးကို မေးမြန်းကြည့်မှဘိန်းတော်ဆရာဥထွန်းကဥထွန်းမှာ စီးကြိုရောဂါရှိတယ်ဆေးတော့ရမယ်ဆိုပြီးဆေးတွေပေးသွားတာသိရတယ်ဆေးသုံးမျိုးစလုံးကစီးကြိုစေး အားပြင်းဆုံးနေဖြစ်ပုံကဒီလိုဦးတောင်းကဘိန်းတော့ပြင်းဆေးထိုးကလည်းကင်တယ်ပြောရရင်အပုံးပေါ့ဦးတောင်းကရွာနဲ့၃နာရီလောက်ဆိုင်ကယ်စီးရတဲ့မြို့ကိုလည်းမကြာခဏသွားတတ်တယ်အဲ့မြို့မှာဦးတောင်းရဲ့အမရှိတယ်အဲ့ဒီအမကစီးချိုရောပါတယ်ဆရာဝန်ပေးထားတဲ့စီးချိုဆေးတွေတောက်နေရတာဦးတောင်းကသူ့အမခံစားရတဲ့ယောဂလက္ခဏာတွေမေးတောက်ဆေးတွေကူးမှတ်ပြီးဆေးတွေဝယ်လာခဲ့တာ ဦးထွန်းကစီးတွေခဏခဏသွားတော့ဦးတောင်းနဲ့သွားပြစီးခဏနဲ့သွားတာစီးကြိုလက္ခဏာဆိုပြီးဦးတောင်းကစီးကြိုစီးတွေပေးလိုက်တာ စီးကြိုစီးကြောင့်ဦးထွန်းသွေးထဲမှာတကြားတက်ကမရှိသလောက်နှဲသွားခဲ့တာအုံနောက်စီတကြားတက်မရောက်နိုင်တော့ပဲမေမျောနေရာအချိန်ကြာတော့တတိအသက်ထွက်သွားခဲ့တယ်ဒါလူသက်မှုပဲဆရာဝန်တွေမှာအချိန်တသိန်းမှာမတော်တဆတစ်ချိန်မှားယွင်းခဲ့ ။တရင်စာတွေလူတွေပါဆက်ဖြောင်းမှာပလူပြန်ပြီးဒီလိုအပ်ပုံးတွေအကြောင်းကြဘာလို့မပြောကြရလဲ။ဒါလူတတ်မှုပဲ။ဒါလူတတ်မှုပဲ။ဆရာလေးကိုနိုင်စိတ်သေးပဲမချိတင်ခဲ့អော်နေမိတယ်။လူနှယောက်ဇတိုက်ဆုံးပြီးတော့ရွာသူရွာသားတွေရဲ့စိုးရင်ပူပန်မှုအအမြင့်ဆုံးဒီဂရီကိုရောက်လာခဲ့တယ်။ဒီရွာလေးမှာလူနှယောက်တပတ်အတွင်းတည်ဆုံးခဲ့ရင် နောက်ထပ်လူတစ်ယောက်ကတပတ်အတွင်းထပ်တည်ပဲလို့ ရွာသူရွာသားတွေအားလုံးလက်ခံကြတယ်။သူတို့လက်ခံလောက်အောင်လဲတိုက်ဆိုင်မှုတွေကဒုနဲ့ဒေရှိခဲ့တယ်။ရွာထဲကလူတွေကတန်မှန်နှာစေးချောင်းဆိုးတာအစားဘိန်းတော်ဆရာပယောကဆရာနတ်ဆရာတွေကိုပြပြီးခေါ်စာပြေကြက်ကြွေနတ်တင်တာတွေလှုပ်လာကြတယ်။တချို့ကလည်းမဖျားဘဲနဲ့ကိုလှုပ်ကြတာ။အင်းလေ သူတို့လည်းတတရလူဘယ်ဖြစ်ချင်ကြပါမလဲ။ လူတွေရဲ့အကြောက်တရားကအမှန်တရားကို မသိလို့ဖြစ်တာလားအမှန်တရားကိုမသိတာပညာမတက်လို့လားပညာမတက်လို့ပဲအကြောက်တရားတွေကြီးဆိုးလာတာလားဆရာလေးကိုနိုင် မစင်းစားတတ်တော့ဘူးဆရာလေးကိုနိုင်စေကန်းလည်းအခုတလောလူနာတွေတိတိတသာစီကားလာခဲ့တယ်လူနှစ်ယောက်ဇက်တိုက်ဆုံးပြီး၅ရက်ကြာတော့ရွာထဲမှာတရင်တစ်ပုတ်ထွက်လာတယ်ရွာတောင်ပိုင်းနေတယ် ။ဘွားတန်းကြီးရဲ့မိလေတဲတဲအားတတရလူတဲ့။ဘွားတန်းကြီးဆိုတာမုတ်ဆိုးမအိုကြီးသူသမီးမုတ်ဆိုးမအားခလေးတယောက်မွေးပြီးမိရင်းနဲ့ဆုံးသွားတာ။မိမလေးတဲတဲကိုဘွားတန်းကြီးပဲတောင်းလို့ပလုံးလို့ရောင်းပြီးရှာကျွေးကြရတာ။တဲတဲကို မနှဲလေးအားချစ်လို့ကြည်စားတာလို့နဂရော်ရဲရဲကပြောတယ်။နဂရော်ရဲရဲပြောတဲ့အတိုင်းကျဲဦးနဲ့ပေါပေါဆုပ်တွေမနှဲလေးကိုဆက်တာပြီးပြီး မတက်တာလို့ဘိန်းတော်ဆရာဦးတောင်းစီပြတဲ့အခါပဋိသင်နေဆောင်နဲ့ဝေရမာရာနဘလူဖန်းစားတာလို့ပြောတယ်။ဦးတောင်းစီမံပေးတဲ့မုတ်ငားကြော်ကောင်းညင်းနဲ့လှုပ်ထားတဲ့လူရုပ်တွေကိုခေါ်ပန်းနဲ့ထည့်ပြီးတောဆက်မှာလဲပူဇော်ပသပြီးမတက်တာနဲ့ပယောဂဆရာဥပုခန်းတို့ကြက်စာလဲကြွေးပြီးပြီးအဲ့တော့တဲတဲ့ရဖျားနေတော့မယ်ဖျားနေတာ၅ရက်ပြည့်သွားပြီတဲတဲ့ဟာအဲ့ရဘောမှာတခွေခွေဖြစ်နေပြီ တတရတတရလူ ဖြစ်ကိုဖြစ်ရမယ်လို့ဦးတောင်ဦးပုနဲ့နဂရော်ရဲရဲတို့သုံးယောက်ကပြောကြတယ်တတရလူပေါ်မပဲရွာထဲကဖျားနာနေသူတွေကတော်ပါသေးရဲ့ငါတော့တတရလူမဖြစ်နိုင်တော့ဘူးဆိုပြီးတပ်ပြင်းချနိုင်တော့တယ်တတရလူကတဲတဲဆိုတဲ့ဇာတ်ကြီးကြတော့ဆရာလေးကိုနိုင် သူ့စေကန့်ကိုတဲတဲလေးအမြန်လာပြပါစေလို့ဆုတောင်းမိတယ်သူသာဒီကလေးရဲ့အသက်ကိုကယ်နိုင်ရင် ဘိန်းတော်ဆရာပယောဂဆရာနဂရော်တွေရဲ့စကားတွေမှန်မှန်ဦးဆိုတာသူတက်တည်ပြနိုင်ရမယ်ရွာသူရသားတွေရဲ့ယုံကြည်ကိုးစားမှုရလာနိုင်တယ်ဒုနာတယောက်ဝီးတယောက်သာ လာပြသွားတယ်တဲတဲဆိုတဲ့ကလေးမကည9နာရီထိုးတဲ့အချိန်ထိပေါ်မလာခဲ့ဘူးအော်ဆေးကပိတ်ဖို့အချိန်တန်ပြီပဲအမြင့်တွင်နေတဲ့အယူဆမားတွေကိုငါမချေပြနိုင်တော့ဘူးဒီလိုနဲ့အလျှော့ပေးလိုက်ရမှာလားကွာ ိုးအဲ့ဒီကလေးမအေးဟိုးငါသွားကြည့်ရမလားဟုတ်တယ်ငါသွားကြည့်ရမယ်အဲ့လိုလည်းမဟုတ်သေးပါဘူးငါ့ဟိုမှာလာမပင့်တာငါသွားတဲ့ရလားဆရာလေးကိုနိုင်အတွေးတွေနဲ့ရောက်ရခတ်နေတော့ကျုံကြီးလေးကိုကယ်ပါဦးဆရာဘွားတန်းကြီးကကလေးမကိုပွေ့ချီလာပြီးဆေးကားကလေးမတင်နေဆရာလေးကိုနိုင်ကလေးကို အမြန်ဆန်းတရတယ်တဲတဲကနှာခေါင်းသွေးတွေယိုနေတယ်အဖျားလည်းရှိတယ် အပေါ်သွေးရ80အောက်သွေးရ60တက်ကနီကျူတစ်လို့ကြည့်တော့လက်ဖြံမှာအနီးဆက်တွေအများကြီးတွေ့ရတယ်တဲတဲကအသိရှိသေးပေမဲ့သွေးခုန်နှုန်းကဖျော့တော့နေပြီနှလုံးခုန်နှုန်းအသက်ရှူနှုန်းတွေမြန်နေပြီတဲတဲရဲ့လက်ညှိုးထိပ်ကိုဆရာလေးကိုနိုင်ဖိပြီးလွှတ်လိုက်တဲ့အခါသွေးအောင် ပြန်တန်းဖို့၄စက္ကန့်ဆောင်ရတယ်ဟာခလေးကရှော့ဝင်နေပြီပဲ ဆရာလေးကိုနိုင်အလံတကြားអော်ရင်တဲတဲလက်ကទွေးကြော်တယ်ပိုက်ទွင်းပြီးဆက်လိုင်းရေအမြန်ချပေးတယ်ခလေးကကလန်ကဆာမလုပ်လို့တော်သေးတယ်အဖွာခလေးကទွေးလုံတော်ခွေဖြစ်နေတာទွေးပေါင်ကြနေပြီအသက်အန္တရာယ်ရှိတယ်ဆေးရုံတင်မှရမယ်ဆေးရုံသွားဖို့သာဆရာလေးကိုနိုင်ပြောရတယ်ရွာနဲ့မြို့နယ်ဆေးရုံဟာအတော်ဝေးတာဒီချိန်ကြီးထောလာကြီးသမားကလိုက်ဖို့မဖို့လည်းမသေးကြဘွားစန်းကြီးကမျက်ရည်တွေကျလာပြီး ဆေးရုံသွားဖို့ကြုံမတက်နိုင်ပါဘူးဆရာလေးရဲ့အခုတော့ဘေးအိမ်ကတထောင်ချီးလာတာဆရာလေးတက်နိုင်တယ်လို့ကုပေးပါ မတက်နိုင်လဲမြေးလေးကံပဲပေါ့ဆရာလေးကိုနိုင်ဘာပြန်ပြောရမှန်းမသိပဲခလေးကိုပဲတူတွေကြီးစိုက်ကြည့်နေမိတယ်ဆရာလေးရဲ့ဆရာလေးတက်နိုင်တယ်လို့မြေးလေးအသက်ကိုကဲပါဦး ဘွားတန်းကြီးအားသူ့လက်ကို ဆွဲပြီးပြောလာမှာဆရာလေးကိုနိုင်တတိဝင်လာတယ်။တွေးတော်တော်ဝေးကူတာပုံကိုဆရာလေးကိုနိုင် အမြန်စင်းစားရတယ်။ကလေးကိုအလေးချိန်ချိန်ကတွေးတော်ရဲစီးစင်းနေတဲ့ဆေးရည်ကိုချိန်ကြီးရတယ်။ဆရာလေးကိုနိုင်ရဲ့ခြေပြားလက်ပြားတွေဟာအေးဆက်နေပြီးနှလုံးခုန်တာတတိင်းနေမြည်နေခဲ့တယ်။ကလေးနားမှာသွေးပေါင်တိုင်းလိုက်နှလုံးခုန်တော့တိုင်းလိုက်လို့ပေးနေတယ်။ဆရာလေးကိုနိုင်ကိုဖွာတန်းကြီးအား ဆရာလေးရဲ့ကြုံမီငငယ်ကလေးကနေမကောင်းရင်မန်းထဲလေးကိုကြက်ဥပြုံနဲ့ပူစော်လိုက်ရင်တက်တာသွားပါတယ်တော်အခုများမန်းထဲလေးပြင်ခေါ်စာကြွေးတာကိုမတက်တာဘူးအဖွားရဲ့ကလေးယောဂါအချင်းကိုက်လို့ဖြစ်ရတာအဖွားပူစော်နေတဲ့မန်းထဲလေးလည်းမကဲနိုင်ပါဘူးနဘလူးလည်းမကဲနိုင်ဘူးဆလိုက်ရီကသာအဖွားမျိုးအသက်ကိုကဲနိုင်မှာ မတိပါဘူးဆရာလေးရဲ့အရင်ကတက်တာတော့အခုလည်းတက်တာမယ်ထင်တာဒီမှာအဖေါမန္တလေးဆိုတာအစိမ့်တွေပိတ်တာပိတ်တာဆိုတာလူထက်ကန်နေတယ်လူကိုမကယ်နိုင်ဘူးခေါ်စာပြစ်တယ်ဆိုတာလည်းမှားယွန်းနေတယ်အယူဆအမှားပဲယောဂါကိုတက်ကြွတဲ့လူနဲ့မကုရင်တေဆုံးဖို့ပဲရှိတယ်ဘွားတန်းကြီးဟာ ခေါင်းတင်းငိမ့်ငိမ့်လုံးနေပြီပဲတကယ်နားလေလားမလဲလားဆရာလေးကိုနိုင်ဘယူးမဆိုင်နိုင်သေးဘူးတဲတဲလေးကိုသွေးပေါင်ချိန်လိုက်နှလုံးခုန်လုံးနဲ့အသက်ရှူနှုန်းတိုင်လိုက်နဲ့ရင်တမမှဖြစ်နေခဲ့တယ်သွေးသွင်းပြီးနှစ်နာရီကြာတော့တဲတဲသွေးပေါင်တွေနှလုံးခုန်လုံးတွေဟာပုံမှန်ပဲပြန်ရောက်လာတယ်တဲတဲလေးကအိမ်မောကြနေပြီစီစားကြနှုတ်ကိုရှော့ချရင်ဆရာလေးကိုနိုင်နိုင်ကြည့်မိတော့ညာ၁၂နာရီနေပါရှိပြီ။ အဖွာအဲ့ချင်းအဲ့လေခလေးကအကောင်းဘက်ပြန်ရောက်လာပါပြီကျို့မအဲ့ချင်းပါဦးဆရာလေးရေဆရာလေးကိုကျေးဇူးတင်ပါတယ်နောက်ထပ်၃နာရီကြာတော့တဲတဲကစီးသွားတယ်ဒီတိုင်းဆိုတဲတဲလေးရှော့မရှိတော့ဘူးကွာဆရာလေးကိုယ်တိုင်အားအပါရေချိုပြီးရင်ထဲကအပူလုံးကြီးကိုတက်ပြင်းနေတူလေလူထဲကိုလွှင့်ထုတ်လိုက်တယ်တဲတဲသွေးကြောတယ်လိုအပ်တဲ့စီးရက်တွေဆက်ချပြီး ဆရာလေးကိုယ်တိုင် အတိုင်းမသိပျော်ရွှင်နေတယ်။လူနေအောင်ဆက်တိုက်ဆုံးပြီးခုနှစ်ရက်နေမှာတဲတဲ့အဖျားကျသွားတယ်။လူကလည်းထူးထူးထောင်ထောင်ဖြစ်လာတယ်။တဲတဲ့ကတတရလူ မဖြစ်နိုင်တာတေချာသွားတော့ရွာထဲကလူတွေရဲ့စိုးရင်ပူပန်မှုတွေကပြန်လဲမြင့်တက်လာခဲ့တယ်။ရွာထဲကလူတွေကဟိုလူကတတရလူဖြစ်မဲ့လူဒီလူဟာတတရလူဖြစ်မဲ့လူလို့နေမကောင်းတဲ့လူတိုင်းကိုရန်တမ်းပြီးထင်ကြီးပေးကြတယ် ခုနှစ်ရက်ကိုကြော်လွန်လို့ရှေ့ရက်နေ့ထိတတရတေဆုံးတဲ့သူဟာပေါ်မလာခဲ့ပါဘူးအဲ့ဒါပဲရွာထဲမှာတတရလူဟာတပတ်တွင်းပေါ်မလာရင်နှစ်ပတ်တွင်းပေါ်ပေါ်လာမယ်လို့ကောလာဟလာတွေထွက်ပေါ်နေစေပဲဒီသတင်းတွေကိုဆရာလေးကိုနိုင်ကြားတော့တစ်ချက်ပြုံးမိရင်စကလုံးချို့ရေရွမိတော့တယ်ဒီရွာမှာကျမ်းမာရေးအယူဆအမှားတွေကိုစုပ်ကင်ထားတဲ့လူဘလောက်များများ ငါစိတ်မပြတ်တော့ဘူးဒီအချိန်မှာလူတယောက်ကိုငါကယ်တင်နိုင်လိုက်ပြီပဲဒီအချိန်ကအစပြုလို့နောက်ထပ်အချိန်ပေါင်းများစွာ လူသက်တွေကယ်တင်နိုင်ဖို့ငါစူးစမ်းရမယ်ငါတက်နိုင်သလားဟောပြောရင်လေဒီရွာမှာအမြင့်တွေနေတဲ့ကျမ်းမာရေးအယူဆအမှားတွေကိုခြေဖြတ်ရမယ်တဖြည်းဖြည်းနဲ့တော့ဒီအယူဆအမှားတွေလည်းပြောက်ွယ်သွားလိမ့်မယ်ထင်ပါရဲ့ ုတ်ကဲ့ဆက်လက်ပြီးတော့လဲဆရာဟန်ဆိုင်စေမန်ရေးသားရတဲ့အရေးဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးပါမယ်ဖြစ်ပါတယ်။နောက်တော့ဒါဆင်အားပေးကြပါဦးခင်ဗျာ။လေဒီမိုးတွေစေယုံပတင်းပေါ့ကိုအညာတာမဲ့စွာရိုက်နေတဲ့ညမှာဒီစေယုံကိုကျွန်တော်ရောက်ခဲ့ရတယ်။လူကထူပူနေတာနဲ့ပဲဒီကိုဘလို့ရောက်လာခဲ့မှန်းတော့ကျွန်တော်မသိဘူး။စေနံလူနံအော်ဟစ်တန်နေကြမှာ။ ကျွန်တော်လိုပဲအပူများစွာနဲ့လူတွေအမေအမေဘာမှဖြစ်လို့မရအောင်နော် အမေအသက်ရှင်ရှင်နေရမယ်နော် အမေလက်ကိုခပ်ဝဝကန်ရင်ပြောတော့အမေဟာကောင်းကြီးပြဖို့အားဆိုင်ရှာတယ်အမေရင်မအောင်ပြီးမိုးလဲလို့နီးရဆေးုံကို အမြန်လာခဲ့ကြတာပါဆေးုံနန်းသက်တွေဆက်ပစ္စည်းမိသားတွေကြာအမေရဲ့အသက်ရှူစာဟာတဖြည်းဖြည်းပြင်းထန်လာနေတယ်တောင်ဝင်ကြဆရာဝန်နဲ့ဆရာမတွေဟာ သွေးဖောက်သူဟာဖောက်စမ်းသပ်မေးမြန်းသူဟာမေးတယ်အမေအကြောင်းတွေကျွန်တော်တော့ဘသူကသိနိုင်မှာလဲလေပြင်မဌာနနေအရေးပေါ်လူနာကုသဆောင်ကိုပြောင်းရတယ်အမေလက်သေးထိတ်တွေရဲ့အပြာရောင်ပြောင်းလဲမှုဟာကျွန်တော်ရင်ထဲကိုဓာတ်နဲ့ထိုးသလိုနာကျင်စေခဲ့တယ်ဒီလက်တွေဟာကျွန်တော်တို့အတွက်နှစ်ပေါင်း30ကျော်ထမင်းချက်ပေးခဲ့တဲ့လက်တွေပါဒီလက်တွေဟာကျွန်တော်တို့ရဲ့ငိုကြွေးတံတွေကိုဖုံးအုပ်ပေးခဲ့တဲ့လက်တွေပါ သားလေးအမေရေရေတောက်ချင်းအမေရဲ့အတန်းတုံ့ယီမှုဟာစိုးရင်စိတ်တွေပြည့်နေနေတယ်ကျွန်တော်နှလုံးသားကိုဆွဲဆုပ်လိုက်တယ်လို့ပါပဲတောင်ဝင်ကြဆရာဝန်ကိုရေတိုက်လို့ရလားမေးတော့ခေါင်းခါပြတယ်မောအိုက်နေတဲ့အမေကိုကြည့်ရတာကျွန်တော်ဝမ်းနေလိုက်တာ တချိန်ဟာဒီပါဇက်ဟာကျွန်တော်တို့ဘယ်နဲ့ချိန်ချော့မြူဘူးပါလေဘယ်နဲ့ချိန် ဒေါသနဲ့စူပူဘူးပါလေကျွန်တော်တို့မှာမောင်နှမ၅ယောက်ရှိတယ်ဒါပေမဲ့အခုအမေကရင်ပေးမှာကျွန်တော်တယောက်တည်းပဲကျွန်တော်တို့ငယ်စဉ်ကတည်းကအဖေဆုံးသွားတယ်အမေကကုံစုံဆိုင်ဖွင့်ငွေရှာပြီးကျွန်တော်တို့ကိုပညာသင်ပေးခဲ့တာပန်းမွင့်နေဖူးပွင့်ချိန်တန်းတော့အမေခြံထဲမှာ မရှိကြတော့ဘူးနေရာဒေသအသီးသီးမှာအလှဆုံးပွင့်လန်းကြတယ် အမေကိုဆေးကန်းလိုက်ပြပေးရင် အမေများနေမှမတိလိုက်လို့အမေများနေမှာ Facebook ပေါ်အမေအကြောင်းမတင်ခဲ့သူပါလေကျွန်တော်တယောက်သေးပဲလေသူတို့ဖုန်းတွေကိုခေါ်တော့မကန်ကြလို့မက်ဆေ့ချာမှာအမေအခြေအနေစိုးလို့ရိုက်ပို့ပေးမယ်အခုထိတော့တယောက်ကမှဆင်းမပြသေးဘူးတခြားမိသားစုဝင်တွေရောဆရာဝန်ရဲ့မိကွန်းကို ကျွန်တော်ကသူတို့အဝေးမှာပါလို့ဖြေလိုက်တယ် ဒါပေမဲ့ကျွန်တော်သိတယ် Facebook ပေါ်မှာမိခင်တယောက်ရဲ့ချစ်ချင်းမြတ်တာအကြောင်းရှေ့လျားတဲ့စာတန်းတွေရေးနေတဲ့အကိုကြီးဟာခုချိန်မှာသူ့ကင်ထားတဲ့ကားရောက်ထွက်လို့ဘေးအဆိုင်မှာတဝိုင်းထောင်နေမှာညီလေးကတော့သူ့ကုမ္ပဏီမှာယာရူးတိုးကိုသူ့ရဲ့ promotion ပွဲအတွက်အစီအစဉ်တွေမနိုင်မနှင်းပြင်ဆင်နေမယ်အမကြီးကတော့နိုင်ငံသားကနေဘာလို့ဂယုမဆိုင်တာလဲလှမ်းဆဲရင်ငွေနှဲနှဲလွှဲပေးလိမ့်မယ် ညီမအငယ်ဆုံးကတော့သူ့အမျိုးသားတာဝန်ကြားတဲ့စီလိုက်သွားတာမို့လာဖို့အဆင်မပြေတာ ထွက်လို့မရတာသူတို့တို့အမေဆိုတာငငယ်ရအတူတူနေခဲ့တဲ့သူထက်ပိုမှာမဟုတ်တော့ဘူးသူတို့အလုံးရှုံနေတာတွေကအမေကိုမချစ်တာမဟုတ်ကြဘူးသူတို့အမေကိုချစ်ကြပါတယ်သူတို့မှာဦးစားပေးရမယ်ဘဝတွေကိုစီရှိကုန်ကြလို့ပါမဖြစ်နိုင်တာတွေလည်းရွေးချယ်မှုတချို့ပေါ့လေ အမေဆိုတာ သူတို့ရဲ့ဘွဲယူတော့ဟာရိုက်ထားရတယ်။မိသားစုဓာတ်ပုံတွေတဲ့ဟာမှေးမိန်လာတဲ့အရေးတစ်ခုပါပဲ။အမေဆုံးတဲ့မနက်မှာကျွန်တော်ဟာကဘာအထီးကျန်ဆုံးလူသားတဦးဖြစ်နေပြီ။အလင်းမရှိတဲ့ကဘာမှာတယောက်တည်းထိုင်နေရတဲ့ခံစားချက်ပေါ့လေ။ညီမအငယ်ဆုံးနဲ့အမအကြီးဟာလွဲပြီးအကိုကြီးနဲ့ညီလေးဟာဇာပနာအတွက်အကောင်းဆုံးဝတ်စုံနေနဲ့ရောက်လာကြတယ်။ ညီဖြစ်သူကဖုံးတလုံးနဲ့အလုံးရှုပ်ပြနေတယ်။နေချင်းပြန်လာမှာတော့ချစ်စိတ်မပူနဲ့နော်။အကိုကြီးကကျွန်တော်ပခုံးကိုပုတ်ပြီးညီလေးကတော့အားလုံးထပ်ပူပြီးပင်ပန်းမှာပဲလို့ပြောတယ်။ကျွန်တော်အံ့အားတင်သွားတယ်။ဒီလူကတကယ်ပဲကျွန်တော်ကိုတားလက်လေးလို့ထင်နေကြသေးတယ်ဆိုတာဇာပနာအတွက်ဝစ်စားစီရင်ထားတဲ့အဝစ်စားတွေနဲ့ငါတို့အမေဆိုတဲ့စကားကိုအလွယ်တကူပြောနေကြတယ်။ ဒါပေမဲ့စိတ်ထဲမှာတော့အတန်လေးအေးနေပါပြီအမေဇာဗနာပြီးတဲ့နောက်မှာညီကိုတွေကအိမ်အမွေခွဲဖို့စာရွက်တွေယူလာကြတယ်ဒီအိမ်ကကျွန်တော်တို့အားလုံးပိုင်တဲ့အိမ်မှာအမေရဲ့တစိတ်တစ်ပိုင်းလို့ကျွန်တော်စိတ်ထဲကပြောမိတယ်အမေခေါင်းချခဲ့တဲ့အိမ်ကိုငှားမယ်လို့ညီမလေးကအဝေးကပြောချင်းညီငယ်ကရောင်းမယ်လို့ပြောတယ်အမကြီးကတော့ အပီးရောင်းတာကောင်းမယ်လို့ဖုန်းထဲကပြောတယ်။အကိုကြီးကခေါင်းငိမ့်တယ်။ညီမငယ်ကအဝေးကငိုတာပေါ့။ညီမလေးကမေးတယ်။အမေးစာအုပ်တွေဓာတ်ပုံတွေညီမလေးယူလို့ရမလား။ကျွန်တော်ပြန်မဖြေမိဘူး။မဖြေတာ တုတ်ပြန်ကြတခုပဲ။မိသားစုတစုတည်းမိခင်ဟာပစ္စည်းတခုပဲဖြစ်နေရင်အဖြေမလိုတော့ဘူး။အားလုံးကို ကျွန်တော်ပြောလိုက်ချင်တယ်။ကျွန်တော်ဘာမှမလိုချင်ဘူး။ ျွန်တော်လိုချင်တာအမေရှိနေဖို့ပဲဒီစကားကိုပြောလိုက်တဲ့အခါ သူတို့မျက်နှာတွေမှာရှက်ရွံ့တယ်လို့လို့အရေးအောင်တွေပေါ်လာကြတယ်ဒါပေမဲ့မကြခင်မှာပဲသူတို့ကကျွန်တော်ကိုအလွန်ကျွံစိတ်ခံစားနေတဲ့ကလေးလို့ပြောကြပြန်တယ်ဒီနေ့ ကျွန်တော်အမေအုပ်ကိုစီကို သွားတဲ့အခါလမ်းမှာမိုးဆက်တွေကြာနေဒါပေမဲ့ကျွန်တော်မှာထီးမပါခဲ့ပါဘူးတကယ် ဝမ်းထဲပူဆွေးမှုဆိုတာသေဆုံးမှုမဟုတ်ပါဘူးအမဲရှိနေမယ်လို့ဂရီပေးခဲ့တဲ့သူတွေရဲ့စွန့်ခွာသွားမှုပါကျွန်တော်တို့ရဲ့ငိုကြေးတံတွေကို ဖုံးဖို့ပေးမယ်အရေးဆိုတာကျွန်တော်တို့ဘဝမှာ အမှန်တကယ်မရှိတော့ပါဘူးအမေကူပေးမှာထိုင်ပြီးစကားပြောတယ်အမေအမေကိုကျွန်တော်ဘယ်တော့မှ မမေ့ဘူးဆိုတာသိလားပင်မမှုစွန့်လွတ်မှုချက်ချင်း ဒီလောကကြီးထဲမှာတယောက်တည်းနဲ့စကားပြောရတဲ့အခါအမေအတန်ကိုနားထဲမှာပြန်ကြားရတယ်။ဒါလေးအမေရေရေတောက်ချင်။ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာဟန်ဆိုင်စေမန်ရေးသားရတဲ့တတရလူဆိုတဲ့ဝိထုတို့လေးနဲ့အရေးဆိုတဲ့ဝိထုတို့လေးနှစ်ပုဒ်ကိုဖတ်ပြပေးခဲ့တာဒီမှာပဲပြီးဆုံးပါခင်ဗျာ။ ဆက်လက်ပြီးတော့လည်းအခြားသောဝိထုတို့လေးများကိုလည်းဖတ်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြအောင်ခင်ဗျာနာတော်ရာဆင်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်နေအပေါင်းမှာကင်းဝေးကြပါစေ။